မအောင်မြင်ရတဲ့သူတွေမှာရှိတဲ့အချက်၆ချက်ကိုလာရောက်ပြီးမျှဝေပေးခြင်းပါတယ်လူတော်တော်များကစူးစမ်းနေကြတယ်စူးစမ်းတိုင်းမအောင်မြင်တာဘာကြောင့်လဲအယံကိုမှစူးစမ်းတယ်မိမိကဒီနေ့တကစ်ကို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 ယုံကြည်မှုအပြည့်အဝနဲ့အားပြည့်အံပြည့်စူးစမ်းတယ်မအောင်မြင်ရတယ်ဆိုလို့ရှိရင်ဒီ၆ချက်လေးကိုသေချာလေးနားထောက်သွားပါမိမိစူးစမ်းတိုင်းဘာကြောင့်မအောင်မြင်တာလဲစူးစမ်းနေတဲ့သူတိုင်းအတွက်မအောင်မြင်ရတဲ့အချက် 6ချက်ဖြစ်ပါတယ်။နံပါတ်1အချက်ကစင်ကြီးတွေအရန်များနေလို့ပါ။မိမိမအောင်မြင်ရတဲ့အကြောင်းရင်းကမိမိမှာအဲ့ဒီစင်ကြီးတရားတွေများနေလို့ပဲ။ကျွန်တော်တို့အလုံးကိုမလုံရသေးပေနဲ့စင်ကြီးကပိုများတယ်။ဘာဖြစ်လို့ဆိုတော့မအားဘူးအချိန်မရှိဘူးအစင်သက်မဖြစ်သေးဘူးဟုတ်လားအစင်မပြေဘူးဆိုတော့ကျွန်တော်တို့ကမဖြစ်နိုင်သေးတဲ့အရာကိုပဲကြုံရင်းတယ်။မဖြစ်ဘူးဆိုတော့အဲ့ဒီဘူးဆိုတဲ့အရာကိုပဲအမြဲတမ်းစောက်ထားလို့ပါပဲ။ ဒါဆိုဒီကျွန်တော်တို့အလုပ်တစ်ခုကိုစလုပ်တဲ့အခါမှာကျွန်တော်တို့ဖြစ်တာမဖြစ်တာအဓိကမရှိအဓိကမကြဘူးဒီနေ့ကျွန်တော်တို့လုပ်နေတဲ့အရာကိုကျွန်တော်တို့ကအရာရာခိုင်လုံးเนาะအယောဦးဆုံးစ조사ပြီးလောက်ကင်ဖို့လိုပါတယ်ဒီနေ့မိမိစ조사နေလို့မအောင်မြင်ရတဲ့အချက်ကမိမိမှာဒီစင်ကြီးတွေများနေလို့ဖြစ်လိမ့်မယ် ဒါကြောင့်ဒီနေ့ကစပြီးကိုကိုဒီစင်ကြီးတွေများတဲ့အရာကိုအတက်နယ်ဆုံးကိုကရှင်းချနေတဲ့သူတယောက်ဖြစ်ရမယ်။နံပါတ်2အချက်ကျွန်တော်တို့ကအလုပ်တစ်ခုကိုမလုပ်သင့်ဘူးလားတစ်ခုခုကိုကြိုပြီးကြောက်တဲ့သူပေါ့ကျွန်တော်ကဒီအလုပ်ကိုစတင်ဖို့ကိုစူးစမ်းဖို့အတွက်နေပြီးကိုကဆုံးဖြတ်ချက်ချပြီးကိုကလုပ်တယ်။ဒါပေမဲ့ကျွန်တော်လုပ်တော့မလုပ်ရသေးပေနဲ့ကြိုပြီးကြောက်တဲ့သူပေါ့။ကျွန်တော်အလုပ်တစ်ခုကိုကျွန်တော်တို့စလုပ်တဲ့အခါမှာမလုပ်ရသေးတဲ့အရာကိုကြိုပြီးမတွေးပါနဲ့။ကြိုပြီးမကြောက်ပါနဲ့။ အရင်ကျွန်တော်ကြောက်တဲ့တဲ့အရာကိုကြောက်ရမယ်မကြောက်တဲ့တဲ့အရာတွေကိုကျွန်တော်တို့ကကြိုပြီးကြောက်နေမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကျွန်တော်တို့ဖြစ်ချင်တဲ့အရာဘာတစ်ခုမှလည်းကျွန်တော်တို့ရလာမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အရင်နှမအရေးကြီးတဲ့ဒီအကြောက်တရားကိုလေကြောက်တဲ့တဲ့နေရာမှာကျွန်တော်တို့ကြောက်ရမယ်ဒီနေ့ကျွန်တော်တို့ဘဝတွေကိုအမြင်ဆုံးပြောင်းလဲမယ့်နေရာမှာကျွန်တော်တို့ကအဲ့ဒီနေရာမှာကြောက်နေမယ်ဆိုရင်ကျွန်တော်တို့မှန်းထားတဲ့ဘန်းတယ်လေကျွန်တော်တို့စိတ်ကူးရင်ထားတဲ့အရာတွေလေဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးခင်ဗျဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အရန်ကောင်မှအရေး းကြည့်တယ်နံပါတ်3အချက်ကသင်ယူမှုကိုကျွန်တော်တို့ကငင်းစင်တဲ့သူပေါ့နော်ကျွန်တော်တို့ကအောင်မြင်ခြင်းနဲ့သင်ယူရမှာကိုအရန်ကြောက်တယ်သင်ယူရမှာကိုအရန်ပြင်းတဲ့သူပေါ့ကျွန်တော်ကအောင်မြင်ခြင်းနဲ့သူတယောက်ဖြစ်ခြင်းလေဆိုကျွန်တော်တို့ကဒီသင်ယူမှုကိုကျွန်တော်တို့ကပြင်းလို့မရဘူးသင်ယူမှုကိုလည်းကျွန်တော်တို့ကငင်းစင်လို့မရဘူးကျွန်တော်တို့ကတရားရခိုင်လို့သင်ရမယ်ကျွန်တော်တို့ဒီစီးပွားရေးတစ်ခုမှာအောင်မြင်ခြင်းနဲ့လူတိုင်းလူတိုင်းကဒီသင်ယူမှုကိုအဓိကအရှိခံထားပြီး သိမ်းယူပြီးကျွန်တော်တို့အောင်မြင်မှုကိုကျွန်တော်တို့သွားရတာဖြစ်တယ်မသိမ်းယူဘဲနဲ့အောင်မြင်သွားတဲ့သူဆိုတာမရှိဘူးမိမိဒီအောင်မြင်မှုကိုလိုချင်တဲ့ဒါပေမဲ့သိမ်းယူရမှာကိုအရန်ကြောက်တဲ့သူဆိုလို့ရှိရင်တရားမျှတမှုရှိပါမလားဒါဆိုရင်မိမိကိုအဲ့ဒီအောင်မြင်မှုကပေးနိုင်ပါမလားခင်ဗျာဒါကြောင့်ဒီနေ့ကျွန်တော်ဒီအရာကိုအရန်မှအရေးကြီးပါတယ်နော်မိမိကတကယ်အောင်မြင်ချင်တဲ့သူဆိုရင်ဒီကနေ့ကစပြီဒီသိမ်းယူမှုကိုနော်တရားရခိုင်လုံးအပြည့်ဝသိမ်းယူဖို့လိုပါတယ်နော်အောင်မြင်ချင်တယ်ပြောပြီး ်တင်ယူရမှာကိုအရင်ကြောင်းနေတယ်ဆိုရင်ဒီနေ့ကစပြီးကိုကိုကိုအမြန်ဆုံးပြုတ်ပြန်လိုက်ပါခင်ဗျာနံပါတ်၄အချက်ကျွန်တော်တို့ကကောက်ယူမီးလို့ရှူတယ်အဖျားရှူတယ်ပေါ့အလောလောတဲ့အခါမှာပထမမှာတော့ကျွန်တော်တို့ရေမန်းချက်တဲ့ကအရန်ကိုမှပြတ်သားတယ်အာကျွန်တော်မဖြစ်ဖြစ်အလောမကျွန်တော်မရရအလောမကျွန်တော်ဒီအလောမှာကျွန်တော်အောင်းရင်အောင်းလုံးမယ်ကျွန်တော်ရေဆုံးပြတ်ချက်ကျွန်တော်ရေမိဖားတဲ့အတွက်ကျွန်တော်ရေအနာခက်တဲ့အတွက်ကျွန်တော်ရေသားသမီးတွေအတွက်ချားလိုက်တဲ့ဆုံးပြတ်ချက်ချားလိုက်တဲ့ရေမန်းချက်ကအများကြီးပဲ ဒါပေမဲ့လုံလိုက်တဲ့အခါမှာလုံငန်းမှာတပိုင်းတစားတော့မရောက်သေးဘူးเนาะစလုံယုံပဲရှိသေးတယ်။ဘာဖြစ်လဲအခက်ခဲလေးနင်းနေကြုံလာနေဘာဖြစ်လဲအနောက်ကိုပြန်ဆုံးမယ်စိတ်ကပုံများတယ်။အဲကျွန်တော်လူတယောက်ကတကယ်အောင်မြင်အောင်စူးစမ်းမယ်မစူးစမ်းမယ်ဆိုတာကျွန်တော်အဲ့ဒီနေရာမှာပဲမှုတည်တယ်။เนาะအာပထမပိုင်းမှာတော့ချလိုက်တဲ့ရေမှန်းချက်ချလိုက်တဲ့ဆုံးဖြတ်ချက်ရှိလိုက်တဲ့ဝိုင်းဒါပေမဲ့ကျွန်တော်တို့က နော်အဲရှစ်ကိုတော့မချောက်ရသေးဘူးပထမစေလန်စေလန်တလန်းကိုပဲလှယုံပဲရှိသေးတယ်အနောက်ကိုပြင်ဆောင်မယ်စေလန်ကပုံများနေတယ်ဆိုတော့ကျွန်တော်အဲ့ဒီလိုတရားလေးအောင်မြင်ဖို့အတွက်အရင်ကမှခက်ခဲတယ်ခင်ဗျာနော်နံပါတ်5ချက်ကသူများငင်းစင်ပါကိုအရန်ကြောက်တယ်အရန်ကိုမှစိုးရိမ်နေတဲ့သူဒီနေ့ကျွန်တော်တို့အလုပ်တစ်ခုကိုကျွန်တော်စားလုပ်တဲ့အခါမှာသူများငင်းစင်ပါကို မကြောက်နဲ့ငင်းပါစေမိမိကိုမကြိုက်တဲ့သူကတော့ငင်းပေလိမ့်မယ် မိမိကိုကြိုက်တဲ့သူကတော့ကောင်းတဲ့အရာပြောလိမ့်မယ်ကျွန်တော်တို့ကဥမာမကောင်းကိုကိုမကြိုက်တဲ့သူကမကောင်းတဲ့စကားပြောလိမ့်မယ်ကြိုက်တဲ့သူကကောင်းတဲ့အရာလေပြောလိမ့်မယ်အဓိကကျွန်တော်တို့ နားနဲ့နားထောင်မယ်အဲ့ဒီနားနှစ်ဖက်ကြားမှာကျွန်တော်တို့ကဥနှုတ်ရှိတာဖြစ်တဲ့အတွက်နဲ့ကျွန်တော်တို့ဥနှုတ်နဲ့ကျွန်တော်တို့တွေးပြီးအလုံးလုံးတက်ဖို့လိုအပ်တယ်ခင်ဗျာနော်သူများကြိုက်မှသူများလက်ခံမှကျွန်တော်တို့အလုံးလုံးရမယ်ဆိုရင်ကျွန်တော်တို့ဘဝဘယ်တော့တိုးတက်မှာလဲကျွန်တော်တို့ဘဝဘယ်တော့အောင်မြင်မှာလဲသူများသဘောကြားမှကိုကအောင်မြင်မှုကိုရောက်မယ်ဆိုရင်မိတ်ဆွေ ီတသက်အောင်မြင်မှာမဟုတ်ဘူးနောက်တသက်လည်းအောင်မြင်မှာမဟုတ်ဘူးဒီနေ့ကိုယ့်ရဲ့အောင်မြင်မှုကိုအမြဲဆုံးရဖို့အတွက်ကိုယ့်ရဲ့ပန်းနယ်ကိုအမြဲဆုံးကိုလိုချင်တဲ့အရာကိုပြည့်စုံဖို့အတွက်ဆိုရင်သူများသဘောတူမှာမတူမှာသူများကြိုက်မှာမကြိုက်တာကျွန်တော်နော်စိုးရိမ်စရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူး။နော်ကိုသာတကယ်အောင်မြင်ခြင်းတဲ့သူဆိုလို့ချင်းကိုလိုမျိုးအောင်မြင်ခြင်းတဲ့သူလေရှိကိုရှိလာမယ်ဆိုတာကိုဒီနေ့ယုံကြည်ပါတယ်။နံပါတ်6ကကျွန်တော် တော်တော်များများကအောင်မြင်ကြတယ်လက်တွေ့မလုပ်ခြင်းလက်တွေ့မလုပ်ဘူးလက်တွေ့လုပ်မှဟုတ်လားလက်တွေ့မလုပ်ပေးနဲ့ကျွန်တော်အောင်မြင်ချင်တာပဲပြောတယ်ကျွန်တော်အစားဘက်ကကျွန်တော်ပြောတယ်လို့မျိုးသင်ယူမှုကအရင်ပြင်းနေလက်တွေ့လည်းမလုပ်ခြင်းဘူးအောင်မြင်ခြင်းလားဆိုတော့အောင်မြင်ခြင်းတယ်သူများအောင်မြင်တာကိုတွေးကိုလေးအားကြတယ်ကိုလေးအောင်မြင်ခြင်းတယ်မိမိကသူများအောင်မြင်တာကိုပဲအားမကြနိုင်နဲ့မိမိဘဝကိုအောင်မြင်အောင်စူးစမ်းဖို့အတွက်ဆိုရင်မိမိဘာတွေလုပ်ပြီးပြီလဲ သင်ယူပြီးပြီလားလက်တွေ့လုပ်ပြီးပြီလားဒီအရာတွေကျွန်တော်တို့အရင်ကမှအရေးကြီးတယ်အောင်မြင်တဲ့သူတယောက်ဖြစ်ပေါ်အတွက်ဆိုရင်ကျွန်တော်သင်ယူမှုနဲ့ဒီလက်တွေ့လုပ်ဆောင်မှုကိုကျွန်တော်တို့ကတရားရခိုင်လုံးအပြည့်အဝလုပ်နေတဲ့သူတယောက်ဖြစ်ဖို့လဲဒါဆိုရင်မိမိဟာဒီနေ့စူးစမ်းလို့ဘာကြောင့်မအောင်မြင်တဲ့အချက်တွေမှလုံးဝမဖြစ်နိုင်ဘူးเนาะဟုတ်လားစူးစမ်းတဲ့လူတိုင်းအောင်မြင်လို့ရတယ်ဒါပေမဲ့စူးစမ်းတဲ့မအောင်မြင်တဲ့သူတွေက ဘလို့လူမျိုးတွေလဲဆိုတာဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးွားတဲ့ခါမှာမိတ်ဆွေတို့တစုံတရာတစ်ခုရရှိသွားမယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကတော့ကျော်ဆန်းလို့ခွာပါတယ်ခင်ဗျာအားလုံးနောက်ထပ်ဗီဒီယိုပိုင်းမှာလည်းပြန်ဆုံချင်ပါတယ်ခင်ဗျာ